မရဲ့ပြည်သက်ကြီးကိုအခုပြောပြခြင်းတဲ့တဲ့ရင်ကတော့ဒီယိုမဘန်ပေါ့နော်ယိုမဘန်ရဲ့အဥက္ကဋ္ဌ ဦးသိန်းဝင်းနဲ့ဒရိုက်တာအဖွဲ့အပေါ်ကိုအချင်းချမှတ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီကနေ့ဧပြီလ5ရက်2025ခုနှစ်မှာတော့ရိုးမပန်ရဲ့အမှုအပေါ်ဒီစစ်ကောင်စီအဖွဲ့ရဲ့အရေးယူမှုနဲ့ပတ်သက်ပြီးတော့သတင်းတချို့ကိုပြပြချင်ပါတယ်။ကနဦးသတင်းအရတော့ရိုးမပန်ဥက္ကဋ္ဌဦးသိန်းဝင်းနိုင်ငံခြားနာမည်ဖြစ်တယ်ပေါ့နော်အာဦးစာ့ပန်ပေါ့နော်အဲ့လိုမျိုးလဲလူတည်များပါတယ်အဲဒီလိုမျိုးညိုမပန်ရဲ့ဥက္ကဋ္ဌဦးသိန်းဝင်းနဲ့သူ့ရဲ့အမှုဆောင်အရာရှိချုပ်ဦးဝမောင်စိန်အပါဝင်ဒါရိုက်တာကိုကိုနေပြီးတော့မ မှာရှိတဲ့တရားရုံးမှာအကျဉ်းတန်းချမှတ်ခဲ့ကြောင်းသိရပါတယ်။ဦးသိန်းဝေကို73နှစ်၊ဦးပမောင်စိန်ကို71နှစ်၊ဦးစာနီအပါအဝင်တခြားဒရိုက်တာတွေကိုလည်း3နှစ်ကနေပြီးတော့71နှစ်အထိအကျဉ်းတန်းများချမှတ်ခဲ့ကြောင်းကိုလည်းသိရတယ်ပေါ့နော်။ဆိုတော့ဒီအမှုကဘယ်လိုမျိုးကြောင်းမလို့ချလိုက်လဲဆိုလို့ရှိရင်ငွေကြေးဆိုင်ရာကန့်သတ်ချက်တင်နဲ့နိုင်ငံခြားငွေဥပဒေချိုးဖောက်မှုအပေါ်မှာအခြေခံပြီးတော့စုံစမ်းရေးဆောင်ရွက်မှုဖြစ်တယ်။အဲနောက်ပြီးသွားလို့ရှိရင်ဒီစုံစမ်းထောက်လှမ်းမှုကြောင့်မို့လို့ပဲချလိုက်တယ်လို့လည်းသိရပါတယ်။ နောက်ထိုင်းနိုင်ငံမှာရှိတဲ့အိမ်ချမ်းမြေရောင်းဝယ်မှုတွေနဲ့ဆက်စပ်နေတဲ့အကြောင်းကိုလည်းသတင်းတွေမှာဖော်ပြထားပါဗျ။ ဒီအမှုကို2024ခုနှစ်ဇူလိုင်လကရာစပြီးတော့စုံစမ်းစစ်ဆေးရာတွေပြုလုပ်နေပြီးတော့အခုအချိန်မှသာအချင်းချမှတ်တဲ့အကြောင်းအရာကိုဖော်ပြလာခြင်းပဲဖြစ်ပါတယ်။ယူမဘန်က FMI ယင်းနှိမ့်နှံမှုကုမ္ပဏီကနေပြီးတော့1993ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့ပြီးတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့မြို့ကြီးတွေမှာဘဏ်ခွဲ85ခုကျော်လုပ်ငန်းဆောင်ရွက်နေတဲ့တခုတည်းသောပုဂ္ဂလိကဘဏ်ကြီးလည်းဖြစ်ပါတယ်။ ဦးသိန်းဝေကိုရန်ကုန်မှာမွေးဖွားခဲ့ပါတယ်ဗမာတရုတ်နယ်ဝါတယောက်ဖြစ်တယ်ပေါ့နော်စိန်ဘောကျောင်းလို့အများခေါ်တဲ့အထက်က6ပိုတထောင်ကျောင်းမှာတက်ရောက်ပြီးတော့ပညာသင်ကြားခဲ့ပါတယ်1962ခုနှစ်ဦးနေဝေအာနာသိန်းပြည်နောက်မှာတော့နိုင်ငံသားသားပိုင်းနေအိမ်နေနဲ့စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့1965ခုနှစ်မှာတရုတ်နိုင်ငံဘေကျင်းမြို့ကိုသူ့ရဲ့မိသားစုနဲ့အတူတူပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်အသက်၁၂နှစ်အရွယ်မှာတရုတ်နိုင်ငံယူနန်ပြည်အစွန်ဖျားမှာရှိတဲ့အဆောက်အအုံစခန်းကိုပို့ ို့ချင်ခံရတယ်လို့လည်းဆိုပါတယ်1983ခုနှစ်မှာတော့ဟောင်ကောင်ကိုထပ်မံပြောင်းရွှေ့ပြီးတော့နေငယ်ကလေးတစ်စင်းနဲ့တင်မောရီကိုဒီစားသောက်ဖွယ်ရများပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်ဒီနောက်မှာတော့ဟောင်ကောင်အင်ချမ်မြီမှာအတမူဝမ်းကြောင်းပြုခဲ့ပါတယ်ဦးသိန်းဝေက1992ခုနှစ်မှာမြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးတော့မော်တော်ကားထုတ်လုပ်ရေးငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနောက်အင်ချမ်မြီဖွံ့ဖြိုးတိုးတက်မှုနည်းပညာနဲ့စောက်လုပ်ရေးတွေစံမှားရေးစောင့်ရှောက်မှုအပါအဝင်ကဏ္ဍများစွာကိုလွှမ်းခြုံထားတယ် search ban associate ကိုတည်ထောင်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအများပိုင်ကုမ္ပဏီဖြစ်တဲ့ First Myanmar Investment Company Limited FMI ကို1992ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။1993ခုနှစ်မှာတော့ဦးသိန်းဝင်ကဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးတဲ့နောက်မှာမြန်မာနိုင်ငံရဲ့ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ယူမဘဏ်ကိုဖွင့်လှစ်ခဲ့ပါတယ်။နိုင်ငံတော်အေဂျင့်တာယာရင်းနဲ့ဖွံ့ဖြိုးရေးကောင်စီနဲ့ညီကတဲ့ဆက်ဆံရေးလည်းရှိရပါတော့။2010ခုနှစ်နောက်ပိုင်းမှာတော့ရန်ကုန်မြို့စူးလီဖျားလန်းနဲ့ဘူဂျုံအောင်ဆန်းလ န်းနောက်မှာတရှိရဲ့စေအေကကျေဝန်းနဲ့ယိုမစန်ထရယ်စီမံကိန်းကိုဆောင်ရွက်ခဲ့ပါတယ်။ဒီစီမံကိန်းဟာယိုမအုပ်စုနဲ့ဂျပန်မီဆူဘီရှိ ကော်ပိုရေးရှင်းတို့ဖက်ဆက်လုပ်ကိုင်တဲ့ဒေါ်လာတန်800တန်ကြီးရှိပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ကမ္ဘာဘဏ်လက်အောက်မှာရှိတဲ့ဒီအပြည်ပြည်ဆိုင်ရာဘန်ဒါယီကော်ပိုရေးရှင်း IFC တို့ကလည်းအဆိုပါစီမံကိန်းအတွက်ဆရာခိုင်တို့ယင်းနှိမ့်နှက်ထားပါတယ်။အဲ့ဒါအပြင်ဥသိမ်းဝင်ရာဝေဖန်မှုမျိုးစုံရှိတဲ့တရုတ်ကဘီလီယံနဲ့ချီတဲ့ယင်းနှိမ့်နှက်မှုတိစောက်မဲ့မြန်မာနိုင်ငံရဲ့ဒီရန်ကုန်မြို့တစ်စီမံကိန်းရှိရဲ့ဒီရန်ကုန်မြို့တစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ Limited မှာလည်းဒါရိုက်တာတဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ထပ်ပြီးတော့စစ်ကောင်စီဥက္ကဋ္ဌနဲ့ဗန်လုပ်ငန်းရှင်တွေတွေ့ဆုံပွဲကိုလည်းတက်ရောက်ခဲ့သူတွေထဲမှာဦးသိန်းဝေလည်းအပါအဝင်ဖြစ်ပါတယ်။သူတီထောင်ထားတဲ့ရုံမအုပ်စုကဒီမြန်မာစစ်တပ်နဲ့စီးပွားရေးအရာကြီးစွာပတ်သက်နေကြအောင်ဟိုဖော်ထုတ်ရှင်းလဲခံခဲ့ရပါတယ်။နောက်စစ်ကောင်စီနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိသူလို့လည်းဖော်ညွှန်းခံရပြီးတော့တီတီပြန်ကြီးပွဲအနှင်းချင်းခံရတဲ့အထီးလည်းပတ်သက်ပါတယ်။စစ်တပ်ပိုင်းမိုဘိုင်းအော်ပရေတာမိုက်တဲ့အတွက်လည်းတာဝါရိုင်းနေတိစားဖို့ချင်းငွေထုတ်ပေးခဲ့ပါတယ်။ ဆိုတော့ဒီလိုမျိုးပေါ့နော်စစ်တပ်နဲ့အတိုင်းဝိုင်းရှိတဲ့ဦးသိန်းဝင်ကိုတော့အခုကစစ်တပ်ကနေပြီးတော့အချင်းချထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေရပဲဖြစ်ပါတယ်။နောက်ပြောရမယ်ဆိုလို့ရှိရင်ဦးသိန်းဝင်ကအိမ်တော်တဲ့တူဦးဖြစ်ပြီးတော့တားလေးရောက်ရှိတယ်လို့လည်းသိရပါတယ်ရှင်။